ချက်ချီတော့ချက်တလောက်ထက်ချက်ပေါင်ချက်တလောက်ထက်အသားတွေချက်တလောက်ထက်လို့ရရပေါ့နော်ပြီးကြတော့တခြားအသားတွေအများကြီးရှိပါတယ်ခင်ဗျခုရောက်နေတဲ့ဆိုင်ကတော့ကွေ့တေဘူဖေးဆိုင်ရောက်နေတာဖြစ်ပါတယ်ခင်ဗျတပွဲကို69ပဲကြပါတယ်ခောက်ဆွဲမျိုးစားတွေလည်းအများကြီးရှိပါတယ်ခင်ဗျခောက်ဆွဲတွေကိုကိုတိုင်အိုးထဲမှာပြုတ်လို့ရပါတယ်ကိုတိုင်ပြုတ်ရတဲ့အရာဒါဘာလဲမှနိုင်ရှင်လို့မရဘူးဟုတ်ကဲ့ဘေးကအန်တီကြီးကကျွန်တော်စားတော့ယူတာများတော့လားမသိဘူးခင်ဗျအဲတပ်ပုံလေးလာရိုက်ပါတယ်ခင်ဗျ စားလို့ကုန်ပါမလားဆိုပြီးတော့စိတ်ပူမိပါလေတယ်ဒါပေမဲ့လည်းစားလို့ကုန်ပါတယ်ခင်ဗျစားလို့မကုန်ရင်တော့ကြာရောကြီးတော့ပေးရပါတယ်69ဘက်ကမှအသားတွေကြိုက်တလောက်ယူချက်ချေတောက်တွေကြိုက်တလောက်ယူလို့ရပါတယ်ဟုတ်ကဲ့အားလုံးပဲလာစားခြင်းတယ်ဆိုရင်တော့ဆိုင်လိတ်စားတော့ကြာလုံးမင်္ဂလာပါဘုဆယ်တော့ခွေတီယိုပူဖေးလာစားခဲ့ပါတယ်ခွေတီယိုကဘယ်ကြီးကြီးပဲပေါ့နော်69ဘက်နဲ့ဆိုရင်စိတ်ဝင်စားကြလားအခုဆိုရင်တော့စားကြမယ်ပေါ့နော်ဟုတ်ကဲ့ ထဲမှာပါရှိတယ်ဆိုတာတစ်ချက်ပါကြီးကြကုန်ဟုတ်ကဲ့အခုဆိုတော့ကျွန်တော်တို့အာစောင့်နေပေါ့နော်တုတ်ကဲအားရပဲလို့ဆိုဆိုင်ထဲမှာတော့လူအပြည့်ပါပဲခင်ဗျတုတ်ကင်းနေနဲ့ယူပြီးတော့စောင်းရပါတယ်ပေါ့နော်ကိုယ်လည်းရောက်ပြီဆိုရင်သူတို့ခေါ်ပါတယ်ခင်ဗျအတင်းကြီးရဲ့နေအောင်တယောက်စီတွားယူရပါတယ်တုတ်ကင်းတော့အခုဆိုရင်တော့ကျွန်တော်တို့ခုံနေရှာပြီးတော့ ပကံလေးသွားယူမယ်ပေါ့နော်ပကံလုံးလို့ပကံပြားလို့အများကြီးရှိရပါတော့ရွေးလို့ရပါတယ်ပကံကြီးဆောင်ကတော့အဲ့ဒီဟာပေါ့နော်ကျွန်တော် try ပါပါခောက်ဆွဲတွေထဲအများကြီးရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ဟာစားလို့ရပါတယ်ပြီးကြတော့အဲ့ဒီအိုးပွက်ပွက်လေးထဲမှာပြုတ်ရပါမယ်ဗျအရင်ကတော့ကောင်းတဲ့ experience လေးပါဗျဒါပေမဲ့ကြက်မကြက်တော့တစ်ချက်ကြည့်ပေါ့နော်ဟုတ်ကဲ့သူတို့ကအသားတွေကိုဒီလိုထားထားပေးရပါတော့ ုံပြီးဆိုရင်တို့ပြန်ထည့်ပေးပါတယ်အဲ့ဒီပကံစလုံးသေးကိုထည့်ပေးပါတယ်ကျွန်တော်ချက်လောက်ထည့်လို့ရပါတော့ကျွန်တော်ကတော့ချက်ပေါင်းယူပါဘောနော်အရင်ကြိုက်ပါတယ်စားလို့ရင်ကောင်းတယ်ဘောနော်ချက်ပေါင်းနဲ့ချက်ချေတော့အတိကဘောနော်ကျွန်တော်ယူပြီးစားတာတော့ရန်ကုန်ကောင်းပါတယ်တခြားသားတွေလည်းရှိရဘောနော်တကယ်လို့တင်ရှင်တို့ကြိုက်တယ်ဆိုရင်လည်းယူလို့ရပါတယ်ခင်ဗျ ที่มาสวยเงี้ยวดีดูเฉยดูเบดดูส่งแทบดูใหญ่พอเนาะไฟซาเนี่ยพอเนาะเนี่ยซาจะเลยจะรอลาจะไหนเนี่ยจ่ายพอเนาะใส่ใส่แล้วก็ไป

ကောင်းတဲ့အချက်ကတော့အချိန်မကန့်တတ်အောင်ဟုတ်ကဲ့အားလုံးပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးပဲစာတိတ်စာကိုသိချင်တဲ့ဆိုရင်ဒီနေရာလေးဖြစ်ပါရယ်ခင်ဗျ